ကစွန်ရွက်မှာကောင်းကျိုးတွေအပြင်ဆိုးကျိုးတွေလည်းရှိပါတယ်။ကစွန်ရွက်ရဲ့ကောင်းကျိုးများအာဟာရတက်ကြွယ်ဝခြင်းကစွန်ရွက်မှာ ဗီတာမင် A, ဗီတာမင် C, ဗီတာမင် K, ဖောလိပ်ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်ပါတယ်။အမြင်တက်ကြွယ်ဝခြင်းအမြင်တက်ဟာအစာခြေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။တတိုးစန့်ကျင်ပစ္စည်းများပါဝင်ခြင်း ကစွန်းရွက်မှာဓတိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်ဆက်ပျက်စီးမှုကိုကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်တကြားဓာတ်ကိုထိမ့်ညှိပေးခြင်းကစွန်းရွက်ဟာသွေးတွင်းတကြားဓာတ်ကိုထိမ့်ညှိပေးနိုင်တာကြောင့်စီးကြိုယောဂါရှိသူတွေအတွက်အထောက်အကူပြုပါရယ်။အမြင်အာရုံကို ကောင်းမွန်စေခြင်း၊ဗီတာမင် A ကျွယ်ဝစွာ ပါဝင်တာကြောင့်အမြင်အာရုံကို ကောင်းမွန်စေပါရယ်။ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း ဗီတာမင်စီကျွယ်ဝစွာ ပါဝင်တာကြောင့်ကိုယ်ခန္ဓာစနစ်ကိုကောင်းမွန်စေပါတယ်။အသားအရည်ကိုကျန်းမာစေခြင်းဗီတာမင်စီနဲ့အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်အသားအရည်ကို ကျန်းမာစေပါတယ်။ကစွန်းရွက်ရဲ့ဆိုးကျိုးများပိုးသက်ဆေးအကျဉ်းကျန်များပါဝင်နိုင်ခြင်းကစွန်းရွက်ကိုစိုက်ပြိုးတဲ့အခါပိုးသက်ဆေးတွေအသုံးပြုနိုင်တာကြောင့်တေချာစွာဆေးကြောပြီးမှစားသုံးသင့်ပါတယ်။ကပ်ပါပိုးများပါဝင်နိုင်ခြင်း ကစွန်ရွက်ကိုတေချာစွာမချက်ပြုတ်ပါကကပါပိုးများပါဝင်နိုင်ပါတယ်။ကြောက်ကဲ့ယောဂရှိသူများအတွက်မတင့်တော်ခြင်းကစွန်ရွက်မှာပိုတက်စီရင်တက်များစွာပါဝင်တာကြောင့်ကြောက်ကဲ့ယောဂရှိသူတွေအတွက်မတင့်တော်ပါ။ဓမ္မတဲ့ခြင်းလူတို့ချို့မှာကစွန်ရွက်နဲ့ဓမ္မတဲ့မှုဖြစ်တတ်ပါတယ်။လေးပွားခြင်းကစွန်ရွက်ကိုအလွန်ကြုံစားသုံးပါက လေးပွားခြင်းဖြစ်တတ်ပါတယ်။အထူးသတိပြုရန် ။ကဆွန်ရွက်ကိုတေချာစွာဆေးကြောပြီးမှစားသုံးပါ။ကဆွန်ရွက်ကိုတေချာစွာချက်ပြုတ်ပြီးမှစားသုံးပါ။ကြောက်ကဲ့ယောဂါရှိသူများနဲ့ဓမ္မတဲမှုရှိသူများအနေနဲ့ကဆွန်ရွက်ကို အလွန်ကြုံမစားသုံးသင့်ပါ။ကစွန်ရွက်ဟာကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပေမဲ့တင့်တယ်မြတ်တာစွာစားသုံးဖို့အရေးကြီးပါတယ် ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်